္ဂလာပါတောက်သမီးတို့ရေဒီနေ့ဒီချဲတို့အခန်းကခါကြီးဘီကလေးတွေကိုကြည်ကရဲ့တိမှတ်ဖို့ကိုလေ့ကျင့်မယ်ဆိုတဲ့သင်ခန်းစာလေးကိုဆက်ပြီးတော့သွားကြမယ်။အဲ့ဒီမှာကမအာအထီအောက်ပါဘီများကို ပြည့်စုံအောင်ဖြည့်ပါဆိုတာလေးကိုဒီချဲတို့ဆက်ပြီးတော့သွားကြမယ်။ မအားထိအောက်ပါပြင်းများကိုပြည့်စုံအောင် ဖြည့်ပါဆိုတဲ့သင်ခန်းစာလေးကိုဆက်ပြီးတော့တွားကြမယ်။အဲ့ဒီမှာဇရားွက်လေးကိုကြည့်ကြည့်ပါအောင်တောက်သမီးတို့။အဲဇရားွက်လေးထဲမှာကာကြီးခါခွေပြီးလို့ရှိရင်ကွက်လက်လေးနဲ့ကာကြီးငါဒါဆိုရင်ဒီချယ်တို့ကကွက်လက်လေးမှာဘာစလုံးလေးဖြည့်ရမလဲဆိုတော့ကားငယ်ဆိုတဲ့စလုံးလေးကိုဖြည့်ရမယ်။ကဲဒါဆိုရင်တောက်သမီးတို့ကကားငယ်လေးကိုလိုက်ပြီးတော့ဖြည့်ကြည့်ပါအောင်။ကဲဟုတ်ပြီဒါဆိုရင်ဒီချယ်တို့နောက်ထပ်တစ်ခုကိုဆက်သွားမယ်။ စာလုံးစလေးဇာခွဲပြီးလို့ရှိရင်ကွက်လက်လေးတစ်ခုနဲ့နောက်ကညာလေးပေးထားတယ်။ဒါဆိုရင်ဒီဆယ်တို့ကကွက်လက်လေးထဲမှာဗာလေးထည့်မလဲဆိုရင်ဇာမြင်ဆွဲဟုတ်ပြီနော်။ကဲတောက်သမီးတို့ဇာမြင်ဆွဲလေးကိုလိုက်ပြီးတော့ဖြည့်ကြည့်ကြမယ်။ကဲပြီးလို့ရှိရင်နောက်မှာအောက်မှာကွက်လက်ကလေးတစ်ခုနဲ့ ထောင်းဝုံပဲဓာရင်ကောက်ဓာရင်မုတ်နာကြီးဆိုပြီးတော့ပေးထားတယ်။ဒါဆိုရင်ပထမအုံးဆုံးကွက်လက်လေးထဲမှာဒီချဲတို့ကဘာလေးဖြည့်ပေးမလဲဆိုရင်တာတန်လင်းချိန်လေးကိုဖြည့်ပေးမယ်။ကဲဒါဆိုရင်တောက်သမီးတို့ကတာတန်လင်းချိန်လေးကိုဖြည့်ကြည့်ပါအောင်။ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကတာဝင်းဘူးပြီးလို့ရှိရင်ကွက်လက်ကလေးဓာရွေဓာုတ်ချိုင်နားငယ်ဆိုပြီးတော့ပေးထားတယ်။ဒါဆိုရင်ဒီချဲတို့ကကွက်လက်လေးထဲမှာဘာလေးဖြည့်မလဲဆိုရင်ထဆင်တူးဆိုတာလေးကိုဖြည့်မယ်။ ကဲတောက်သမီးတို့ထဆင်လူလေးကိုဖြည့်ကြည့်ပါဦး။ဟုတ်ပြီ။ကဲဒါဆိုရင်နောက်တစ်ခုသွားမယ်။ပါစာဖာဥထုံဘာထက်ချိုင်ပြီးရင်ကွက်လက်နောက်မှမဆိုပြီးတော့ပေးထားတယ်။ဒါဆိုရင်ဒီချေတို့ကဒီကွက်လက်လေးနေရာမှာဘာစလုံးလေးဖြည့်မလဲဆိုရင်ဘာကုန်းဆိုတာလေးကိုဖြည့်မယ်။ကဲတောက်သမီးတို့ဘာကုန်းလေးကိုဖြည့်ကြည့်ပါဦး။ဟုတ်ပြီ။ဒါဆိုရင်နောက်ထပ်တစ်ခုကကွက်လက်ကလေးရဲ့ရာကောက်လာဝတ ကဲဒါဆိုရင်ဒီချယ်ရူကအရှည်ဆုံးအကွက်လက်လေးမှာဘာစလုံးလေးဖြစ်မလဲဆိုတော့ရပလက်ဟုတ်ပြီရပလက်လေးကိုဖြည့်ကြည့်ကြမယ်ကဲဒါဆိုရင်နောက်ထပ်အောက်မှာကွက်လက်ကလေးနဲ့လာကြီးအဆိုတာလေးကိုပေးထားတယ်ဒါဆိုရင်အရှည်ဆုံးအကွက်လက်လေးမှာဒီချယ်ရူကဘာစလုံးလေးဖြစ်မှာလဲဆိုတော့ဟဆိုတဲ့စလုံးလေးကိုဖြည့်မယ်ကဲဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ဟာစလုံးလေးဖြည့်ကြည့်လိုက်ရောကဲဒါဆိုရင်ကွက်လက်လေးအားလုံးတောက်သမီးတို့တွေဖြည့်ပြီးသွားပြီဆိုရင်ကာကြီးခါခွေကငယ်ကာကြီးငါ စာလုံးစာလိဇာခွဲဇာမင်ဆွဲညဒါတလင်းချိတ်ထောင်းဝံပဲဓာရင်ကောက်ဓာရင်မုတ်နာကြီးတာဝင်းဘူးထဆင်တူဒါတွေဓာအုတ်ချိုင်နာငယ်ပါးသောဖာဥထုတ်ဘာထချိုင်ဘာကုန်မရှားပလက်ရှားကောက်လာဝါတဟာလာကြီးအဲဒါဆိုရင်ဒီချေတို့ကဒီမှာ ြီးလေးတွေကိုပြည့်စုံအောင်ဖြည့်ပြီးသွားပြီ။ကဲဒါကြောင့်မလို့ဒီချက်တို့နောက်ထပ်သင်ခန်းစာလေးတစ်ခုကိုဆက်ပြီးတော့ကြားကြမယ်။မီလာပါတောက်သမီးတို့ရေဒီနေ့ဒီချဲတို့တူတဲ့ပြီးတွေကိုရွေးကြရအောင်ဆိုတဲ့သင်ခန်းစာလေးကိုဆက်ပြီးတော့သွားကြမယ် ကဲပထမဦးဆုံးဇရာွက်လေးကိုကြည့်ကြည့်မယ်ဒီမှာဇရာွက်လေးမှာဒီချေတို့ဒီဘက်ချမ်းမှာပေးထားတဲ့ဆက်လုံးလေးတွေနဲ့တူတဲ့ဘီးလေးတွေကိုဒီချေတို့ကဝိုင်းပေးကြမယ်ဟုတ်ပြီနော်ကဲပထမဦးဆုံးဒီဘက်မှာပေးထားတဲ့ဘီးလေးတွေကကာကြီးဂငယ်ခါခွေညာတောင်ဝင်းဘူးဂာကြီးငါဇာမြေဆွဲထဆင်တူတားရဲမော့ဇာခွဲ ကဲပေးထားတဲ့ဘီးလေးတွေနဲ့တူတဲ့ဒီဘက်ကဘီးလေးတွေကိုဒီချေတို့ကဝိုင်းပေးကြမယ်။ကဲပထမအဦးဆုံးမှာကာကြီးလေးတဲ့အတန်းမှာဆိုရင်ပေးထားတဲ့ဘီးလေးတွေကဝါထားစင်တူကာကြီးငါကဲအဲ့ဒီမှာဒီချေတို့ကဒီဘက်အချက်မှပေးထားတဲ့ကာကြီးလေးနဲ့တူတဲ့ဘီးလေးကိုဝိုင်းပေးမယ်။ဒါဆိုရင်ဘယ်ဘီးလေးကိုဝိုင်းမလဲဆိုတော့ကာကြီးလေးကိုဝိုင်းပေးမယ်။ကဲဟုတ်ပြီ။နောက်တစ်ခုဂါငယ်။ဂါငယ်လေးရဲ့လိုင်းမှာပေးထားတာလေးရကြတော့ထားစင်တူ ဂငယ်ဇာလုံးဇာခွဲဒါဆိုရင်တီချယ်တို့ကဘာလေးကိုဝိုင်းမလဲဆိုတော့ဘီးတူတဲ့ဂငယ်လေးကိုဝိုင်းပေးမယ်။ကဲနောက်တစ်ခုခါခွေးခါခွေးလိုင်းလေးလေးမှာပေးထားတာကကြတော့ကာကြီးဂါကြီးညာခါခွေးဒါဆိုရင်တီချယ်တို့ကဘာလေးကိုဝိုင်းမလဲဆိုတော့ခါခွေးလေးကိုဝိုင်းပေးမယ်။ကဲနောက်တစ်ခုကညာညာရဲ့လိုင်းလေးမှာပေးထားတဲ့ဘီးလေးတွေကဂငယ်ကာကြီး ညထောင်းဝင်ပဲကဲဒါဆိုရင်ဒီချေတို့ကညနဲ့တူတဲ့ဗာပြီးလေးကိုဝိုင်းမလဲဆိုတော့ညလေးကိုဝိုင်းပေးမယ်ကဲနောက်တစ်ခုကြည့်မယ်တောင်းဝင်ဘူးတောင်းဝင်ဘူးလေးနဲ့ပေးထားတဲ့ဒီဘက်ကလိုင်းလေးထဲမှာဗီးလေးတွေကဇမြင်ဆွဲတောင်းဝင်ဘူးခါခွေခါကြီးဟုတ်ပြီဒါဆိုရင်ဒီချေတို့ကပေဟာလေးဝိုင်းမလဲဆိုတော့တောင်းဝင်ဘူးလေးကိုဝိုင်းပေးမယ်ကဲနောက်တစ်ခါဂါကြီးဂါကြီးလေးနဲ့ဒီဘက်ဘေးကပေးထားတဲ့ပြီးလေးတွေကကြတော့ဂါကြီး ခါခွေဂငဲငါအစွန်ဒီချေတို့ကဂါကြီးလေးနဲ့တူတဲ့ဒီဘက်ကဂါကြီးလေးကိုဝိုင်းပေးမယ်ပြီးရင်နောက်တစ်ခါငါအဲငါဘီးလေးနဲ့ဒီဘက်မှာ ပေးထားတဲ့ဘီးလေးတွေကစလိန်ငါစာလုံးဇာခွဲဟုတ်ပြီဒါဆိုရင်ဒီချေတို့ကဘာလေးကိုဝိုင်းပေးမလဲဆိုတော့ငါနဲ့တူတဲ့ငါဘီးလေးကိုဝိုင်းပေးမယ်ကဲနောက်တစ်ခုကဇာမြင်ဆွဲဇာမြင်ဆွဲနဲ့ဒီဘက်မှာပေးထားတဲ့ဘီးလေးကကာကြီးဇာခွဲဇာမြင်ဆွဲ ညဟုတ်ပြီဒါဆိုရင်ဒီချေတို့ကဘာလေးကိုဝိုင်းမလဲဈာမင်ဆွဲနဲ့တူတယ်ဈာမင်ဆွဲပြီးလေးကိုပဲဝိုင်းပေးမယ်ကဲနောက်တစ်ခုပေးထားတာက ထားစင်တူ သူနဲ့တူတူ ပေးထားတဲ့ line လေးတွေကဘီလေးတွေကညဒိုင်းရေမော့ကာကြီးထားစင်တူဟုတ်ပြီဒါဆိုရင်ဒီချေတို့ကဘီတူတဲ့ထားစင်တူလေးကိုဝိုင်းပေးမယ်ကဲပြီးရင်ဒိုင်းရေမော့ဒိုင်းရေမုံနဲ့ဒီဘက်မှာ line လေးထဲမှာပေးထားတာလေးတွေကထောင်းဝုံပဲဒိုင်းရေကဒိုင်းရေမော့ ထားစင်လူနောက်ဆိုရင်ဒီကျဲတို့ကဓာတ်ရင်မုံနဲ့ပြီးတူတဲ့ဓာတ်ရင်မုံလေးကိုဝိုင်းပေးမယ်ကဲနောက်တစ်ခုကဇာခွဲဟုတ်ပြီဇာခွဲနဲ့ဒီဘက်ကပေးထားလိုင်းလေးထဲမှာပေးထားတဲ့ဘီလေးတွေကတာတလင်းကျိဇာခွဲနာကြီးစာလုံးဟုတ်ပြီဒါဆိုရင်ဒီကျဲတို့ကပြီးတူတဲ့ဇာခွဲပြီးနဲ့တူတဲ့ဇာခွဲလေးကိုပဲဝိုင်းပေးမယ် ။ဟုတ်ပြီနော်။ကဲဒါဆိုရင်တောက်သမီးတို့အခုဝိုင်းထားတာလေးတွေကိုဒီချက်တစ်ခေါက်ပြန်ပြောမယ်။ပထမအဆုံးလိုင်းလေးမှာဒီချက်တို့ကကာကြီးလေးကိုဝိုင်းမယ်။ပြီးရင်နောက်တစ်ခါကာငယ်။ပြီးရင်ခါခွေညာတောင်ဝင်းဘူးကာကြီးငါဇာမြေဆွဲထားစင်တူဓာရင်မှောက်ဇာခွဲကဲဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီချက်တို့နောက်ထပ်သင်ခန်းစာလေးတစ်ခုကိုဆက်ပြီးတော့သွားကြမယ် မင်္ဂလာပါတောက်သမီးတို့ရေအခုဒီနေ့ဒီစရုပ်ဆက်ပြီးတော့ရုပ်ပုံကြည့်ပြီးချစ်စရာတိတ်ဆန်ကလေးတွေနဲ့မိဖွဲ့ကြရအောင်ဆိုတဲ့သင်ခန်းစာလေးကိုဆက်ပြီးတော့သွားကြမယ်နော်ကဲပထမဦးဆုံးပုံလေးတွေကိုကြည့်ကြည့်ပါအောင်ဗာတလေးဆန်လေးတွေလဲလို့ကဲပထမဦးဆုံးပုံလေးမှာဘာကောင်လေးလဲ အဲဟုတ်တယ်ပထမဦးဆုံးကရှင်လေးဟုတ်တယ်ပြီးလို့ရှိရင်နောက်တစ်ခါမြောက်ကလေးပြီးလို့ရှိရင်အဲလိပ်ပြာလေးနောက်တိတ်ဆန်လေးတစ်ကောင်ကကြောင်လေးပြီးတော့ယုံလေးရဲ့အဲတမင်လေးရဲ့ပြီးတော့ခွေးကလေးရဲ့ဘဲလေးရဲ့အော်ဝက်ကလေးရဲ့အဲစင်ကြီးရဲ့ဖားလေးရဲ့ ီးတော့အဲငန်းလေးရဟုတ်ပြီနော်။ကဲဒီလိပ်ဆန်လေးတွေကတောက်သမီးတို့ကိုဘာတွေသိစေချင်တာလဲဆိုတော့ဒီလိပ်ဆန်လေးတွေကိုပေးထားတဲ့အမြည်လေးတွေနဲ့ပတ်သက်တဲ့ဘီးလေးတွေကိုသိစေချင်တာ။ဟုတ်ပြီနော်။ကဲရှင်ကလေးဆိုရင်ဘယ်ဘီးလေးနဲ့ပေးထားတဲ့အမြည်လေးလဲဆိုရင်ရှင်ကလေးဆိုရင်ရာကောက်ဘီးလေးနဲ့ဟုတ်ပြီနော်။ဟမ်နောက်တစ်ခါမြောက်မြောက်ကလေးဆိုရင်ဒီချေတို့ကမဘီးလေးကိုတုံးထားတာ။ ကဲနောက်တစ်ခါလိပ်ပြာလိပ်ပြာဆိုရင်ဒီချယ်တို့လလိပ်ပြာဆိုတော့လပြီးလေးနဲ့ပေးထားတဲ့တရိစံလေးရဲ့အမီလေးနော်ကဲနောက်တစ်ခါကြောင်ကြောင်ဆိုရင်ဒီချယ်တို့ကကပြီးလေးရဲ့အမီလေးနဲ့ပေးထားတာရဲယုံလေးဟုတ်တယ်ယုံလေးဆိုရင်ရပလက်ရပလက်ပြီးလေးနဲ့ပေးထားတဲ့ယုံလေး ကဲနောက်တစ်ခါကြည့်ကြည့်ပါအောင်ဆိုသမင်ဟုတ်ပြီသမင်ဆိုရင်တပြီးလေးနဲ့ပေးထားတဲ့ဒိဋ္ဌံအမိလေးအဲခွေးလေးခွေးလေးဆိုရင်ရောအဲခွေးလေးဆိုရင်ခါခွေးပြီးလေးနဲ့ပေးထားတဲ့အမိလေးဒိဋ္ဌံရဲ့အမိလေးနော်ကဲဟုတ်ပြီဘဲဘဲဆိုရင်ရောဘဲဆိုရင်ဗပြီးလေးရဲ့ဒိဋ္ဌံရဲ့အမိလေးနဲ့ပေးထားတာအဲပြီးတော့ဝက်ဟုတ်တယ်ဝက်ဆိုရင်လေဝပြီးလေးကိုပေးထားတာ အဲနောက်တစ်ခါစင်ဟုတ်ပြီအဲစင်ကြီးဆိုရင်ရောစဟုတ်တယ်စမမစလိန်ပြီးနဲ့ပေးထားတဲ့နာမည်လေးနော်အဲဖားဖားဆိုရင်ဖားဥထောဟုတ်တယ်ကဲနောက်တစ်ခါငန်းငန်းဆိုရင်ငဟုတ်တယ်ငပြီးလေးနဲ့ပေးထားတာကဲဒါဆိုရင်တောက်သမီးတို့အခုတိတ်ဆန်ရဲ့အမိလေးတွေကိုပြောလို့ရပြီလားမမိသွားကြပြီလား အဲဒါဆိုရင်ဘယ်တွိတ်ဆက်လေးတွေကဘယ်ပြီးလေးတွေကိုသုံးပြီးတော့နာမည်လေးတွေပေးထားတယ်ဆိုတာကိုတာဝန်သမီးတို့သိသွားကြပြီလို့ထင်ပါတယ်။ကဲဒါကြောင့်မလို့ဒီဆယ်တို့ဒီနေ့သင်ငန်းစာလေးကတော့ဒီလောက်ပါပဲ။နောက်သင်ငန်းစာလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။